ဗီလာအသင်းတိုက်စင်မိုးဝက်စကင်ဟာဘုံမောင်အသင်းနဲ့ပွဲမှာတကောသွင်းယူခဲ့ပြီးတဲ့နောက်အသင်းရဲ့ပရီးမီးယားလိဂ်ကိုအများဆုံးကစားသမားအဖြစ်စံချိန်တင်ခဲ့တယ်လို့သိရပါတယ်။မီလန်10ရက်ကကစားတဲ့ပွဲစဉ်36မှာဗီလာအသင်းကဘုံမောင်အသင်းကိုအဝေးကွင်းမှာတကောကိုမရှိနဲ့အနိုင်ရပြီးအဲ့ဒီဂိုးကိုဝက်စကင်ကပထမပိုင်းပြီးခံပြီးနောက်ကျရင်အချိန်ပို52မိနစ်မှာသွင်းယူပေးခဲ့တာဖြစ်ပါတယ်။29နှစ်အရွယ်ဝက်စကင်အနေနဲ့ပရီးမီးယားလိဂ်မှာဗီလာအသင်းအတွက်182ပွဲကစား85ဂိုးသွင်းယူထားပြီးတိုက်စင်မိုးဟောင်း အပွန်နှဟော်ထက်တကိုးအတာနဲ့စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဖီလာအသင်းဟာလည်းဒီပွဲအနိုင်ရလက်ကြောင့်ရာဒီကောင်မှာအနိုင်ဆုံးအဆင့်ခွနစ်နေရာရည်တည်နိုင်မှုတေချာသွားပြီးဥရောပပြိုင်ပွဲဝင်ခွင့်တနေရာရရှိမှာဖြစ်ပါတယ်။ဝက်စကင်ရဲ့အခုရာဒီပရီးမီးယားလိသွင်းကိုပေါင်း16ဂိုးအထိရှိလာခဲ့ပါတယ်။2020ပြည့်နှစ်မှာဘရန်ဖို့အသင်းကနေရောက်လာတဲ့ဝက်စကင်ဟာဖီလာအသင်းနဲ့9ရာဒီစလုံးအနိုင်ဆုံး league ကို10ဂိုးရာဒီတိုင်းသွင်းယူခဲ့တယ်လို့သိရပါတယ်။